လက်ရှိຫນွေဟူးတော်လိုင်းရေးရဲ့ကောင်းဆောင်ဘသူဖြစ်မယ်ဘသူဖြစ်မယ်လို့ဘသူကိုဖြစ်စေခြင်းလေလို့မေးချင်တာကျွန်တော်ကိုကောင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ဒီနေ့မှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့ခဏခုမြောက်မြို့အကြောင်းနဲ့ လက်ရှိတိုင်းသားနေပြည်အတွင်းထဲမှာကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘယ်လိုလှုပ်ရှားနေလဲဆိုတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်။ရုရှားကိုရောက်နေတဲ့အစံဖက်ကောင်းဆောင်မင်းအောင်နိုင်ကနျူကလ িয়ার ဓာတ်ပေါင်းဖို့တီဆောက်လိုတဲ့အပြင်အာဂါသစူးစမ်းလင့်လာရေးဂျိုဒုပါလွတ်တင်ပြန်တယ်ပြန်ချင်းပြန်တယ်တဲ့နော်။အဲ့တော့အာဂါသကိုမစူးစမ်းပါနဲ့အောင်လောလောဆယ်ကျူကျူလှလက်ခွက်တစ်ခွက်ပဲနှံ့ဆောင်အရင်စူးစမ်းအောင်လို့ပြောရမယ်နော်။နောက်တစ်ခုကဒီကောင်ကတော်တော်အကြံကြီးတယ် အကြံကြီးတယ်ဆိုတာကမင်းအောင်နိုင်လက်ရှိတွားနေတဲ့ trend ဒီကိုမောင်မောင်နဲ့တတိပေးထားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့မင်းအောင်နိုင်လက်ရှိပေါင်းနေတဲ့ဒူတွေကိုကြည့်လိုက်ပါနော်အမေရိကန်တမ္ပဏ50တာပြောင်းသွားတယ်ပူတင်မပြောင်းသေးဘူးရှီကျင်းပင်မပြောင်းသေးဘူးမြောက်ကိုရီးယားတမ္ပဏအနေခေါင်းဆောင်ကင်ဂျောင်မပြောင်းသေးဘူးအဲ့တော့အဲ့ဒီဒူတွေနဲ့တွားပေါင်းတယ်ခဏခဏတွားတယ်နောက်ဆုံးဟိုမှာခွေးနှစ်ကောင်ကြိုက်တဲ့ပွဲရအစားတွားတဲ့မင်းအောင်နိုင်ဟာအခု2000ချစ်အခြေခံဥပဒေကို ်တည်တည်ချာချာစရင်ပြုစုဖို့သူတို့စစ်တပ်ကကောင်တွေကိုတောင်းဝင်ပေးပြီးခိုင်းလိုက်တယ်အဓိကဒီနှစ်နောက်ကြီးအခြေခံဥပဒေရဲ့ပြော့ွက်ဟာွက်တွေကိုအစီရင်ခံတင်ပြဖို့ဘယ်နေရာမှာဘလို့ဥပဒေကိုရှော့လို့ရမလဲဘယ်နေရာမှာဘလို့ဥပဒေကိုတိုးလို့ရမလဲစသဖြင့်ဒီအဓိကတော့တခြားရဥက္ကဋ္ဌတုံးတက်သွားတယ်လို့ပေါ့နော်အဲ့ဒီဟာလှုပ်ဖို့အတွက်ဆိုတော့မင်းအောင်လှန်ရဲ့ရီမန်းချက်တီလောလောဆယ်အာနာကိုလက်လွတ်ဖို့လုံးဝမမြင်ဘူးဆိုတာသိကြတယ်သိကြတယ်မင်းတို့ကမင်းတို့ကြိုက်တဲ့ရွေးကောက်ပွဲမကတော့ရွေးကောက်ပွဲအဖေပဲလုံလို့မင်းအောင်လှန်ဟာ မြန်မာနိုင်ငံရဲ့အာဏာကို ရှင်လင်းရဲ့မထွက်တာသိကြတယ်နော်သိကြတယ်အဲ့ဒီတော့ဒီပေါ်မှာလည်းအခုဒါဒီကိုမမောင်တို့ဘာလို့ဆိုစစ်တပ်ကိုတစ်ချိန်လုံးထောက်ခံတာနဲ့ဒူတွေဖြစ်ပေမဲ့လုံးဝကိုမင်းအောင်နိုင်ကိုခါခါတီတီထောက်ပြလာပြီးဝေဖန်လာပြီးပြောဆိုလာပြီးမင်းအောင်နိုင်ရဲ့စောက်တလွဲလောက်ရက်တွေနော်စစ်တပ်ထဲမှာလည်းလက်ရှိမင်းအောင်နိုင်အာဏာယူမှစစ်သားဘလောက်ပြေးသွားပြီအခုဒီမှာဝိုင်းပေါ်မှာဒုတိယဗိုလ်မှူးကြီးအစ်စ်နော်ထိတ်သွားတယ်ပြည်သူတွေကဗိုလ်မှူးတို့ဗိုလ်ကြီးတို့ဒုတိယဗိုလ်မှူးကြီးတို့နော် ဘုံကျုံလို့တေရလာတော့တိတ်အာယုံမလာတော့တဲ့အနေထားဖြစ်လာတော်လိုင်းကြီးကရေချိန်ဘလောက်မြင့်လာလဲနော်စစ်သားတွေရဲ့တေချိန်မှုဘလောက်နှောင်းမြင့်လာလဲဆိုတာအဲ့ဒါလက်တွေလေအရင်ကကဆိုရင်စစ်သားလေးတယောက်နဲ့တေတော့အာပြောလိုက်ကြပြောလိုက်ကြလားအဖွေးတွေတေတယ်ခွေးတွေတေတယ်ဟဲ့အခုဆိုရင်ခွေးကပြောလို့တေပြီဟဲ့ဆိုရင်အစုတ်လိုက်အပြုံလိုက်နော်ဟိုမှာညိုသိမ့်တိုက်ပွဲတစ်ခုဆင်သွဲတယ်လမ်းပြီးမြောင်းထဲမှာအကုန်အပြည့်လိုက်ခွေးခောက်ပြီးသေးနေတာအိုးဟမ်အဲ့ဒီစစ်သားတွေရဲ့တားမရတွေမိသားစုတွေတားတွေတမီးတွေမရတဲ့ဖေးမအေးတွေရင်းနဲ့ဝင်ကြည့်သမ်းဗျာ မင်းအောင်နိုင်အစားမဖြစ်ဘူးနော်အစ်စေပဲမင်းအောင်နိုင်အဲ့တော့မင်းအောင်နိုင်အာနာကျွန်တော်အမြဲမေးနေကြစကားတစ်ခုရှိပါတယ်ဒီနေ့ချိန်ဒီအဲ့ဒီစကားပဲဘောမမမပြောရသေးဘူး2021မင်းအောင်နိုင်အာနာယူတဲ့ကနေဒီနေ့ရောက်နေတဲ့အချိန်ထိမင်းအောင်နိုင်အာနာယူလို့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာအားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြန်ပြည်တဲ့တွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်တတ်မတော်ဆိုတဲ့စစ်သားဘလောက်တွေခဲ့ရပြီ ဟမ်အခုစစ်မှုထမ်းအရင်ရှိပြီးသားစစ်သားသေးတာကိုမပြောနဲ့ဘူးစစ်မှုထမ်းအပတ်စဉ်20ထိရောက်ပြီအင်အား6000ကျော်ပြီလက်ရှိစစ်မှုထမ်းတပ်သားတွေဘလောက်ကျန်နေလဲအဲ့ဒါအဖြေပဲတိုင်းပြည်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးနောက်ဆုံးဒီစစ်သားတွေရဲ့တိဆောက်ထားတဲ့တပ်မတော်အတွက်လည်းမဟုတ်ဘူးမင်းအောင်နိုင်တို့မိသားစုအပါအဝင်စစ်ပုံချုပ်လူတစုမိသားစုအာဏာရရေးအတွက်ဒီတိုင်းပြည်မှာဂုတ်တွင်းဆုတ်လို့ရရေးအတွက်ဘာဖြစ်လို့ဂုတ်တွင်းဆုတ်တဲ့စကားကိုပြောရတာမင်းအောင်နိုင်အာဏာသိမ်းပြီးအာဏာလွတ်နေပြီးမှ အာနာမရသေးဘူးနော်အာနာမရသေးဘူးနော်2021ကနေအခု2025ထိမင်းအောင်လိုက်သားအောင်ပြည့်စုံဟာနိုင်ငံရဲ့ project ကိုဘယ်နှခုရသွားပြီလဲတပြစ်ကောင်တွေဝင်ဆွဲလို့ရတာတာမန်ပြည်သူဝင်ဆွဲလို့ရတာအဲ့ဒါအဖြေပဲနော်အဲ့တော့အဲ့ဒါကိုထောက်ခံနေတဲ့ကောင်တွေကခေါင်းစင်းသားကြီးပေါ့ချင်းချင်းလေးပဲဟုတ်တယ်နော်အဲ့တော့သူတို့မိသားစုအာနာယူအတွက်အောက်ခြေဘဝတွေပိစက်နေရတာနော်အခုဒီအမဒုတိယဘုံမှုရဲ့တနေ့ကိုကျွန်တော်ဖတ်ပြပါဦးအချင်းမီနဲ့ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာတို့ဒုစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှခမရ318တပ်ရင်းမှု ဒုတိယဘုံမူကြီးမှာတိုက်ပွဲအတွင်းရရှိသောဒဏ်ရာများဖြင့်တေဆုံးသွားကြောင်းတရားရင်စီရေးသတင်းတွေကရန်ကုန်ခေတ်တသတင်းဌာနကပြောဆိုလေ။ဇမန်နေ့စတေမာလာ26ရက်နေ့ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတွင် KIA တပ်နှင့်စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်အခြေစိုက်ခမ်းမရ38တပ်မှတိုက်ရင်မူဒုတိယဘုံမူကြီးမှာဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါဒဏ်ရာရရှိသောတိုက်ရင်မူကိုစေကူတနိုင်ရဲ့မြစ်ကြီးနားမြို့သို့ပြန်လည်ပယ်ဆောင်စဉ်လမ်းခရီးတွင်မတာပေါ်သွားခြင်းဖြစ်ကြောင်းသိရှိရတယ်။သတင်းထဲမှာရေးတာတော့တေဆုံးသွားခြင်းဖြစ်ကြောင်းမရေးတယ်။ကျွန်တော်ကတေဆုံးသွားခြင်းနဲ့မတိမတိသိနိုင်ဘူး။ ဝိုင်းမော်လက်မြန်ရွာတိုက်ပွဲမှာတနိုင်းမြို့နယ်အခြေစိုက်ခမရ38တိုင်ရင်မှုပြင်းထန်တန်ရရပါတယ်အဲ့ဒါမြကြီးနားကိုကားနဲ့တဲရင်လမ်းမှာပဲသေဆုံးသွားပါတယ်ဟုတ်ကဲ့အစီအစဉ်တစ်ခုကပြောဆိုတယ် KIA ပူးပေါင်းတပ်များက2024ခုနှစ်မတ်လကစပြီးဝိုင်းမော်မြို့နယ်တွင်းရှိစစ်ကောင်စီဂိတ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာခမလာခလာရ58တပ်ဝူယံပြည်သူစစ်စခန်းမြို့မရဲစခန်းမှလွဲရဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စခန်းများအားလုံးကိုတိမ့်ပိုက်ခဲ့ကြောင်း KI ရေတိမ့်ပိုက်ခဲ့တော့စစ်စခန်းများတွေလမြန်ဒေတာနဲ့ဝူဟန်တခြားမှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရတယ်။စစ်တပ်ကရခိုင်ဩဂတ်စ်20ရက်ကြော်ပိုင်းမှာစတင်ပြီးလမြန်ဒေတာတို့ထိုးစစ်ဆင်လာကြောင်းထို့ထိုးထိုးစစ်ဆင်လာပြီးအတွက်တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုးသလိုလက်စစ်လက်ရောက်ဆိုးသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်။ဒီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတာခလာရ58နဲ့ဝီယန်စခန်းဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြည့်ပြီးအဓိကဝိုင်းပေါ်အသိမ်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတယ်။ အဓိကလက်မြန်ကိုသူတို့တင်းကျင်တော့သိုးစစ်ဆင်းနေတာဝိုင်းမော်ဘက်ကသိုးစစ်မဆင်းခင်သူတို့ကလက်ဦးအောင်တိုက်တာတို့ပြောလို့ရတယ်ဟူ KIA စီးရေးသတင်းမြစ်ကရှင်းပြတယ်စစ်တပ်ကသိုးစစ်ဆင်းခြင်းဤရွေချက်များနဲ့ဝိုင်းမော်မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်းဝိုင်းမော်ဘက်တို့စစ်တပ်ကအင်အားများဖြည့်သိမ်းရတွင်စစ်မှုထမ်းတပ်သားတင့်အများပြပောင်းဝင်နေကြောင်းနေကိုတွေ့ရကြောင်း KIA စီးရေးသတင်းမြစ်ကရှင်းပြပြောဆိုတယ်နော်ဝိုင်းမော်ဘက်မှာဖြစ်သွားတဲ့ဟာဒီကိစ္စနဲ့ပတ်သက်လို့အောက်မှာရှိတဲ့တပ်မှုတွေပုံမှုတွေတော်လိုင်းအင်အားစုတွေတတိထားမိမယ်ထင်ပါတယ် အဲ့ဒါကတော့တတိမထားမိတဲ့ဒူတွေရှိလို့ရှိရင်လည်းကျွန်တော်ဒီကနေနည်းနည်းတတိပြဲကျင်တယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိတနင်္လာရီတိုင်းရဆပြီးတော့ဟိုးမြန်မာနိုင်ငံမြေပေါ်အစွန်းထိတို့တို့အခုတနင်္လာရီတကင်းပြည်နယ်မှာဆိုရင်ခုနကပြောတော့တိုက်ခန့်ထိတိုက်ခန့်ထိတိုက်ခန့်ထိလာတယ်နောက်ဆုံးမြောက်မတီမြို့ဆောက်တက်မှာကျန်တယ် BTS ကူညီနဲ့အဲ့တော့ဒီဘက်ကသိန်းခန့်ထိတဲ့စကမ်းမှန်တဲ့မြောက်ခွေးတွေအကုန်လုံးကအဲ့ဒီမြို့ဆောက်တက်မှာတွားစုတယ်အင်အားဖြစ်တယ်အင်အားဖြစ်တယ်လူဖြစ်တယ်လက်နက်ဖြစ်တယ်ရိတ်ကဖြစ်တယ်ပြီးတော့ဘာပြန်လုပ်တယ်ထိုးစစ်ပြင်ဆင်တယ် ဲ့ဒါလိုပဲအခြားသောဒေတာတွေမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဒေတာတွေတော်လိုင်းအခုရခိုင်တစ်ခုကိုဘာဖြစ်လို့မစင်နိုင်တာလဲဆိုတော့ရခိုင်မှာကအဲ့လိုကွက်ချမ်းမထားခဲ့လို့ရခိုင်မှာကအကုန်ပြောင်းတိန်းထားတဲ့အတွေ့သူတို့ပြန်ပြီးတော့ခြေကုပ်ပြန်ယူလို့မရဘူးအခြားနယ်တိုင်းနယ်တိုင်းတွေမှာကစကမ်းနေတော့တိန်းတယ်အခုဝိုင်းမော်ဘက်မှာလို့ဝိုင်းမော်အကုန်တိန်းထားတယ်ဒါပေမဲ့ခင်ဗျားကပြောသလိုကြံခဲ့တဲ့စကမ်းကြံခဲ့တယ်အဲ့ဒီကြံခဲ့တဲ့နေရာမှာသူကရှိပြီးသားအဲ့ဒီတန်တေဆိုတဲ့စစ်ခွေးအဟောင်းနေနဲ့ လက်ရှိစစ်မှုထမ်းတပ်သားတစ်တွေကိုမွေးဆေးတွေကျွေးတယ်ဆေးဆွဲအောင်လုပ်တယ်အဲ့ဒီမှာအင်အားပြည့်တယ်ပြီးအဲ့ဒီအင်အားလုံးရင်းနဲ့ရှင်းတန်းထိုးတယ်စစ်တောင်းထိုးလိုက်တယ်ထိုးလိုက်ပြီးဗာလုပ်တယ်နယ်ပြင်စိုးမှုလောလောလတ်လတ်နောက်ပိုင်းနဲ့မပိုင်းနဲ့တော့မတည်ဘူးလောလောဆက်နယ်ပြင်ထက်ချက်ပြီးစိုးမှုသွားနိုင်ဖို့အရေးကြီးတယ်အဲ့ဒီအချိန်စိုးမှုတာနဲ့ရွေးကောက်ပွဲအဲ့ဒီနယ်ပြင်မှာဘက်ခက်ချင်းမှပြီးကောက်လုပ်လိုက်မှာအာရွေးကောက်ပွဲအောင်မြင်သွားပြီဆိုတဲ့အချိန်နဲ့တရားဝင်ဖြစ်မှုရအောင်လုပ်မှာဒါဟာလက်ရှိစစ်တပ်ကတွားနေတဲ့လမ်းကြောင်းကြိတာနဲ့မြင်တယ်အဲ့တော့ပြောချင်တာကနယ်ပြင်နယ်ပြင်တိုင်းမှာခြေကောက်ဖွင့်မပေးထားနဲ့ ခြေကောက်ခွင့်ရှိလို့ရှိရင်အဲ့ဒီခြေကောက်တဲ့နေရာကအင်အားဘလောက်စုမိပြီလဲဘယ်ကိုဥတည်နေလဲဆိုတာကိုသတိထားဖို့အောက်မှာရှိတဲ့တွန်လိုင်းတက်မှုတွေအလုံးလိုအပ်ပါလက်ရှိသူတို့လုပ်မဲ့အခွက်ကအဲ့ဒီခွက်ပဲရွေးကောက်ပွဲအတွက်ကိုတီးနဲ့ထိုးစစ်လိုက်စင်နေတာဒါရှိချင်းလေးပဲနော်အဲ့တော့ရွေးကောက်ပွဲကနေသူတို့တည်ယုံဝင်မှုရအောင်လုပ်မယ်အဲ့ဒီဘက်မှာတွန်လိုင်းအင်အားစုတွေဘက်ကဒီနေရာမှာပွင့်လင်းပြောရရင်ကျွန်တော်တို့လည်းစိတ်ပူတယ်အန်ယူဂျီနေနဲ့ဘလောက်လောက်နိုင်ကြလဲအဲ့ရွေးကောက်ပွဲကိုကောက်ကွက်ပါတယ်အခုဒီနေ့လည်းအန်အန်နီယာမိဖက်အဖွဲ့တွေနဲ့ နော် RND ရဲ့ဘုံလုံးဆောင်ကွန်ပျူတာအချင်းညာတဲ့မိဘအဖွဲ့တွေနဲ့ပေါင်းပြီးတော့ရွေးကောက်ပွဲကိုအဲမပြည့်မြအောင်ဘယ်လိုပြောမလဲရွေးကောက်ပွဲပြက်ပြက်အောင်လုပ်မယ်ပေါ့ဆိုတော့ဘလို့ပုံစံတွေနဲ့လုပ်မှလည်းဆိုတဲ့အပေါ်မှာပြည်သူအများစုကတော့တကယ်ကိုစိတ်ဝင်စားတယ်စောက်မြော်တယ်စစ်နောက်ဆုံးကျွန်တော်ဒီတော်လိုင်းဘက်ကနေမဟုတ်သူတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းကနေအဲ့ဒါကိုတို့တားစိတ်ဝင်စားတယ်တော်လိုင်းအင်အားစုဘက်ကဒီသူတို့ရဲ့ရွေးကောက်ပွဲကိုအရာမတင်အောင်ပြက်ပြက်အောင်ဘလို့ပုံစံလုပ်မှလည်းလူအများစုနားလည်ထားရတော့ဒီရွေးကောက်ပွဲကဖြစ်ကိုဖြစ်မယ်ရွေးကောက်ပွဲကျင်းပဖြစ်အောင်ကျင်းပမယ် ဒါပေမဲ့အဲ့ကျင်းပဖြစ်ပြီးဟိုဘက်အလွန်မှာနိုင်ငံတကာတန်ခိုးတမန်ခင်းမှာ NUG မှာရှိတဲ့နိုင်ငံအဓိကနိုင်ငံဝန်ကြီးဒေါ်စင်မအောင်လည်းတော့ဘီကိုစလဲရီအနေနဲ့ဘလောက်ထိစတောင်းဖြစ်မယ်ဘလောက်ထိစွမ်းနိုင်မလဲထို့အတူပဲအခြားသောတိုင်းနာအိယဝက်စီအပါအဝင်နော်ဒီမိဖက်အားလုံးအောင်ဘလောက်ထိလုတ်ကြမလဲရွေးကောက်ဝဲကိုကန့်ကွက်ပါတယ်အွန်နေယုံပဲလားဒါမှမဟုတ်ထိရောက်တဲ့အစီအမံတွေဘာတွေလုတ်ထားလဲဒါကအင်မတန်အရေးကြီးပါတယ်ဘာဖြစ်လို့လဲဒီရွေးကောက်ဝဲအလွန်ဟာကျွန်တော်တို့တော်လန်ရေးရဲ့66ရာခိုင်နှုန်းကိုအဆုံးဖြတ်ပေးသွားနိုင်တယ် ။ဘာဖြစ်လို့69လဲဆိုတော့မင်းအောင်နိုင်ရှောင်းရင်လည်းမင်းအောင်နိုင်ကိုကျွန်တော်တို့တိုက်ထုတ်လိုက်ဖို့ဖြိုလိုက်ဖို့မခိုင်းတော့ဘူး။အကယ်၍မင်းအောင်နိုင်ကတရားဝင်မှုဖြစ်သွားပြီဆိုလဲတော်နိုင်ရေးဘက်ကရှုံးဖို့တိတ်ကြနိုင်တော့တန်းနေရှုံးဖို့69ရာခိုင်နှုန်းတေချာသွားပြီ။ဒါကိုအားလုံးအတိတ်တရှိဖို့အရေးကြီးတယ်။ချင်းပြန်ကျွန်တော်တို့ကစိတ်ပူတယ်။စိတ်ပူတယ်ကြောက်လို့မဟုတ်ဘူး။ဒီလိုမျိုးဒီကောင်တွေကလူယုံမာတွေကရန်သူကလေရန်သူပလန်ပလန်ချင်းသွားနေတာအဲရန်သူကအဲ့ဒီဘက်မှာနောက်ပြီးသူတို့ဘက်မှာအခုဆိုဗျာကျွန်တော်ပြောမှတော်လန်ရင်းနဲ့မင်းအောင်နိုင်ဘက်နော် ဘယ်ဘက်ကရှုံးနေတာမင်းအောင်လည်းဘက်ကခွက်ခွက်လန်ကိုရှုံးနေတာတန်ကြီးတမန်ကြီးကိုစစ်ရေးရောအကုန်ရှုံးနေတာအလုံးသိတယ်နော်ဒါပေမဲ့တရနေတရစိတ်ဝေးပွဲပြီးတော့ဖတ်တာပါလားဆက်ချောက်စိတ်တော့ပွဲနေတာဘယ်ဘက်ချမ်းတယ်ကျွန်တော်တို့ပဲရှမ်းနိုင်နိုင်နေတဲ့ဘက်အချမ်းဖြစ်နေတာဟမ်ဒီလိုမျိုးလားရှုံးကြရင်ဘလို့ဖြစ်တာမလို့ဘူးအချင်းချင်းတက်ကြမှာပြီကစင်းစားကြည့်အဲ့တော့ကျွန်တော်တို့ဘက်မှာစီလုံးမှုညီညွတ်မှုတွေတည်ဆောက်ဖို့အများကြီးလိုနေတယ်နော်နောက်ပြီးတော့ဥဆောင်နိုင်တဲ့ဒူတွေကိုနေရာပေးဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ကတော်လန်ရင်းမှာပါဝင်နေဆိုတာကတော်လန်ရင်းမှာပါဝင်လိုက်ပြီဆိုတော့အကျိုးအမြတ်ကိုဘာတစ်ခုမှမရှိတော့ဘူး ပေးဆက်ကဖို့တီတီပဲဘလောက်ပေးဆက်ကမှလဲအဲ့ဒါပဲမူတည်တယ်နော်နောက်ဆုံးကိုလှဝါးကတည်းကလက်စင်ထဲတဲ့လူကလှဝါးကတော့ပေးဆက်ကဘဝအီဂျီမီထောက်ဖို့လောက်တဲ့လူကဘဝလောက်ဂျီမီထောက်ဖို့လောက်ကအရှိမအတက်ပါပေးပြီးတော့တိုက်တဲ့ရဲဘဝအတက်ပါပေးပြီးတိုက်တာအဲ့တော့တော်လန်ရေးစီကနေယာဒူးတို့နေယာတို့လောက်ပိုင်ခွင်းတို့ပိုချိုးစည်းဘွားတို့ညော်ကိုပြီဆိုရင်အဲ့ဒီဟာကျိန်းနေတယ်အဲ့ကောင်တော်လန်ရေးမဟုတ်တော့အောက်တန်းသားပဲဒါကြောင့်မလို့ဒီတော်နိုင်ရဲ့အလွန်ကာလကအရင်ရေးကြည့်ပါလေစစ်ကောင်စီတပ်သားတွေအနေနဲ့အဲ့ဒီကာလလေးကိုပဲသူတို့အားတင်းထားတာ ဲ့ဒီကာလကိုကျွန်တော်တို့နိုင်အောင်ဖြိုးနိုင်ရင်မင်းအောင်မယ်ပြောပါခရီးနေမြေအတွင်းထဲမှာဂျန်ပစိခွင့်ပြုကိုကူညီပေးနေတယ် PGF နဲ့ DKBA ကြောင့်တင်ဝင် KNU တော်တော်ကကတ်နေတာအဲ့ဒီမှာမှာကျွန်တော်ဗာမိတ်အနေနဲ့တိုက်ပွဲဝင်ပြီးနေခဲ့တယ်ကျွန်တော်ဒီကဝေးတစ်ဖက်ဝင်ပို့ပြီးတော့ချက်တာပေါ့ဗျာဘယ်မှာပြောလို့မရဘူးအခုကျွန်မမိသားစုအခွင့်နောက်ဆုံးပြောချင်တယ်တမန်တော်မများတဲ့အိမ်လာတော်တော်များများဂျန်ဖက်စစ်ခွတ်တက်ကအကုန်လုံးထိန်းချုပ်ပြီးတော့နေရာတွေကိုပိုက်ပစ်တာ ကျွန်တော်တို့ကောင်းနေတယ်ကျွန်တော်မရဘူးမနေ့ကျွန်တော်ရဲဘော်နှစ်ယောက်ကျွန်တော်ဖုံးဆက်တယ်တောက်လျှောက်ဒီနေတဲ့ရဲဘော်နှစ်ယောက်အညာသားနှစ်ယောက်ကျွန်တော်စမှာညာလာရရှိတယ်ကျွန်တော်ဒါကြောင့်အညာကိုကျွန်တော်ရမ်းချစ်တယ်ကြောက်စကမ်းမှာကျွန်တော်လက်ချင်ပေးထားတာကျွန်တော်စက်တင်နေကထွက်ကိုရှမ်းနဲ့ဒီနေရာဒီနေရာမှာတဲ့ကျွန်တော်ခေါ်ထုတ်ဖို့အတွက်မလွယ်ဘူးဖြစ်နေညီလေးအဲ့မှာမညီလိုက်တော့အဲ့မှာညီတာကျွန်တော်အခုချက်ကင်လုပ်တယ်ကျွန်တော်ရှိတဲ့နေရာနဲ့သူတို့နဲ့ ဘယ်တော့မှကျွန်တော်ပေါ့မရတဲ့အခြေအနေမျိုးဖြစ်တယ်။အဲ့လိုမျိုးကိုအိတ်ဆုံးပါတယ်။ဒါပေမဲ့စကူလူမျိုးအောင်သူတို့ကဖက်တော့ပြီးပါရင်အဲ့ဒီနေရာတွေကိုတကယ်တပတ်ဝင်တွေကိုရှင်းဖို့အတွက်ပြင်တွေကိုပဲသူတို့အသုံးပြုတယ်။ဒါပေမဲ့ကျွန်တော်ဒီဒီကောင်တပတ်ဝင်တွေဟာ KNU နဲ့မာမိတ်အနေနဲ့အများပြည့်ရက်တည်နေကြတာဖြစ်တယ်။ဟုတ်ပြီဒါကအမှန်ငါရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်။ဟုတ်ပြီ ဒီကတော့ကျွန်မမိသားစုနေကိုအတိအကျပေးချင်တာကတော့ခလခုနောက်မျိုးဖြစ်ရှိလာခဲ့တဲ့ကျွန်တော်တို့လူငယ်တွင်းတစ်ခက်တိုက်ပိုက်ခဲ့တဲ့မျိုးတွေအကြောင်းနဲ့ဂျန်ဖက်စခွန်းတက်နယ်လမ်းမထူနိုင်တဲ့နေရာတွေမစ်ရှင်တွေကြောက်တော့နည်းနည်းလေးပေါ်ပြချင်တယ်ဒီလိုကောင်တက်ဖက်ဝင်လူငယ်တွင်းဟာဇိုင်းနိုင်တစ်ပိုင်းအင်းတော်မော်လူပင်လူကမ်ပတ်မျိုးသိရှိပြီးအမျိုးတွေကိုတက်ခက်တိုက်ပိုက်ပြီးတော့အခုဆိုရင်ဘာမှမဟုတ်ဘူးတက်ခက်တိုက်ပိုက်လိုက်တဲ့အချိန်မှာခုနှစ်ခုမြောက်မျိုးကိုတက်ခက်တိုက်ပိုက်ထားတာကျွန်တော်မိသားစု ဟုတ်ပြီကြောက်ပါမယ်ဆိုရင်တော့ဒီ KIA ကချင်နဲ့ထိစပ်နေမြေတွေမှာကျွန်တော်အပေါ်ရရိုက်နေတာဖြစ်တယ်ပြီးတော့စက်တိုက်ပဲကျွန်တော်မိသားစုအဲ့နေရာကိုတကယ်အားရကိုကောင်းတယ်ကျွန်တော်ပုံစံရဆော်ချာရပြောမယ်ဆိုရင်လူတယောက်ပေါ့နော်လူတယောက်ပေါ့ကျွန်တော်ခေါင်းပိုင်းပေါ့နော်ခေါင်းပိုင်းနဲ့လေပင်းလေမျိုးလို့ပြောလို့ရတာပေါ့နော်ကျွန်တော်မြန်မာပြည်ပုံလေးမှာအဲ့ဒီခေါင်းကိုလေပင်းလောက်ကလေမျိုးလောက်ကနေပြီးတော့ကျွန်တော်တို့ပြီးတော့ပိုင်းထားတာဖြန်းနေတာဖြစ်တယ် KIA နဲ့ပူပေါင်းပတ်ဖို့ဝင်နေတဲ့ NUG နဲ့ကျွန်တော်တို့ Mainly PDF ဖြတ်အခြေအနေတွေကိုကျွန်တော်တို့အားရဆုံးဖြစ်တယ်။အဲ့တော့တော့ A ကဘာမှစိတ်ပူစရာမလိုဘူး။သူ့ကိုဝိုင်းပြီးတော့ကျွန်တော်ကုညီပေးဖို့ပဲ။သူ့ဘက်ကနေကျွန်တော်ညက်တီပေးဖို့ပဲ။သူတို့ကတော့အပြတ်တီးမှာပဲ။ပြောပြီးသားအင်္ဂါဂျိုးကလာတိုင်းတော့မရဘူးလို့ပြောတာရှစ်ရှစ်မြင်။ KIA မှာလည်းရှိတာပဲ။ဒီသူစစ်ဆိုတဲ့ကောင်းနေ။စကုံးတရေရန်ကုန်ကိုပါထပ်ပေးသွားရတယ်။ ဟုတ်တယ်နော်ကျွန်တော်ရင်မိသားစုဝင်ပြင်းနေနေနဲ့ဘူးလက်ရှိတုံးပြနေတဲ့စေးနိုင်ငံရေးကိုပြန်တုံးတက်ဖို့လိုနေတာပါဘီဂျက်ကိုမရှင်းနိုင်ဘဲနဲ့ဘီဂျက်ကိုမထိန်းနိုင်ဘဲနဲ့ကျွန်တော်လုံးလုံးဘာတစ်ခုမှမဖြစ်လာမှာမဟုတ်ဟုတ်ပြီကျွန်တော် ီကကြတိုင်းပြန်မှာဗမာကိုတစ်ခက်သိမ့်တိုက်ခဲ့တဲ့အခြေအနေတွေပြီးတော့အဲ့ဒီမှာသူကျန်ရပြည်သူစစ်ပေါ့နော်ကျန်ရပြည်သူစစ်တွေနဲ့အထူးအခုခံကြပြီးတော့လေနဲ့လည်းကြီးတွေနဲ့အခုခံပေးတယ်ဘိုးပင်မဲ့ပြည်သူစစ်ကပြည်သူစစ်ဖြစ်တယ်ဘယ်နဲ့လာတာပိုက်ရခိုက်ရစက်မရှိဘူးဆိုတော့ဒီလိုအခြေအနေတွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့တိုင်းနာတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တကယ့်ကိုအမှန်တကယ်ပေါ်လာတိုက်ခိုက်တဲ့ဆိုရင် ဘီလူးစစ်လဲထွက်ပြေးရလာဒါဥပမာကောင်းတစ်ခုပဲကျွန်တော်ပြောကျွန်တော်ချောင်းလက်တက်ကြတယ်ဟုတ်တယ်ကျွန်တော်ကြီးလာစုံနေတယ်ဟုတ်ပြီကျွန်တော်ဘီလူးစစ်တွေတကယ်လာတိုက်တဲ့အချိန်ဒီမှာအနာခံပြီးတော့ဘယ်သူမှမတိုက်ဘူးလေအလကားတော့အသိမခံနိုင်ဘူးလေတူတူကကျွန်တော်ဘီလူးတွေဘယ်သူမှမတိုက်တာမဟုတ်ဘူးပေါ့နော်အကြံဖက်စစ်ခွတ်တက်ကံတော့တနက်ပေးလို့တာသူတို့ကတိုက်နေရတဲ့အခြေအနေပုံစံမျိုးနဲ့ကျွန်တော်တို့တကယ်တိုက်တဲ့အချိန်မှာတကောင်းကြီးထွက်ပြေးကြွားကြတာဖြစ်တယ်ကျွန်တော်မြင်သားစုဟုတ်ပြီ မောက်အောင်က2014တောင်စင်းရပါတော့နော်ဘုရရပအမှုရှိပြီးတော့လူကြီး6000ကျော်ရှိပါလေလက်ရှိအခြေအနေမှာအာရေးတွေပြစောတီးတွေပြီး SN မိသားစုနဲ့ NAN CDN တွေပြီး SN စိုးမိုးထားတဲ့နေရာတွေကိုပြန်ပြီးတော့ဖျက်ပြီးသွားကြရတာ NAN CDN တွေကဒီလူတွေရောပြည်သူစစ်တေရောဘာလို့ညာလို့ဆိုရအကောင်အကောင်ဖျက်ပြီးရတာဒါမျိုးကိုကျွန်တော်တို့ကကြိုက်တာ ူဘက်ကိုပတ်တော်ရှိတာပေါ့ရရပြဿနာမရှိဘူးအမြင်မတူတာဘာမှပြဿနာမရှိကျွန်တော်လက်ခံကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီအမြင်နေမတူတာငင်းကုန်ကြတာလက်ခံဒါပေမဲ့အပြည့်ထွက်ဖို့တော့လိုတာပေါ့ဗျာဟုတ်ပြီအဲ့ဒီတော့ခက်ခင်နေကကျွန်တော်မြို့အတွင်းထဲမှာထိုင်နေချီတဲ့ပြည်သူလေးကိုပြင်ကိုပေးမထပ်ပါနဲ့ SNA ကဇာကန်ပုံစံမျိုးနဲ့နောက်ဆုံးအခြေအနေထားခဲ့တာဖြစ်တယ်။ဒါပေမဲ့သူတို့လည်းပတ်သက်တဲ့ မလပဲစီနမ်စီရီယန်နဲ့ငပြူတွေပြီးတော့အဆန်နေမိသားစုတွေကအရင်ထွက်သွားတာအရင်ထွက်ပြေးသွားတာကျွန်တော်ညီမပြည်သူတွေကျန်နေခဲ့တာဒါကြောင့်ကျွန်တော်တို့အဲလူလူတစ်ထောင်လောက်ရှိတဲ့အခြေအနေကိုကျွန်တော်တို့အတိုင်ရင်းနဲ့ကယ်ဆယ်ရေးတင်လုပ်တာအခုကတော့ကျွန်တော်စေစုံတွေမှာထားရှိပြီးသွားတယ်ဒါကြောင့်ကျွန်တော်ယုံတော်မိဘပြည်သားတွေကိုကျွန်တော်ပြည်သူကောင်းတပည့်ဝင်တွေဝင်လာပြီးဆိုတာနဲ့ကျွန်တော်ပေါ့တဲ့အတူရှိနေပြီးမပြည်သူကျွန်တော်ပေါ့တဲ့အတူပြည်နေပြည်သူဟာရှိပြီးသားဆိုတာကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ပိုက်ခဲ့တဲ့အတိုင်းပဲတွေ့တုံနေကြ ဘာမှမဟုတ်တဲ့ကောင်းတယ်။ကြောင်လူလူခွေးလူကောင်းခံနိုင်မှာမဟုတ်ဘူးဒီကောင်းတွေချိန်တန်ပုံဆင်းသွားတာပဲချွတ်ပြေးတာပဲပြီးတော့ဘာမှရဲ့အနောက်ဘက်ချမ်းမှာသူတို့ကကာကင်းတွေပြန်လောက်ကျွန်တော်အခုလက်ရှိ KI အိမ်နဲ့ပူပေါင်းတစ်ခုဝင်ဝင်ကြုံအရှင်ခံမိတဲ့ကောင်းတွေရတယ်အပိတွေလည်းအများကြီးပဲကျွန်တော်တားကြအဲ့တော့ဒီစစ်စင်ကြီးကကျွန်တော်တို့ကမရက်ဘူး။နောက်ထပ်သိင်းစရာရှိနေသေးတယ်လို့ပဲကျွန်တော်မိသားစုဝင်တွေအရင်ဖော်ပြပေးခြင်းတယ် ခရိုင်မြို့ကိုကျွန်တော်တို့အတူသိမ့်တယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိသားစုဝင်တွေအားရနှစ်သက်မယ်လို့မျှော်လင့်တယ်ကျွန်တော်လူငယ်တွေကတော့ဒီနိုင်ငံအတွက်ကျွန်တော်ပေးဆက်နိုင်သူအကုန်လုံးကိုပေးဆက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်ကျွန်တော်ကတော့ဂျန်ဖာစခွေးတက်မှန်များရှိတဲ့နေရာတိုင်းကိုတုတ်တင်ရှင်းလင်းသွားမှာဖြစ်တယ်ကျွန်တော်ခက်ကျွန်တော်တို့ကာလဒီအချိန်မှာပြတ်ဖြတ်တယ်တော်မိသားစုဘယ်နဲ့ဘီစီဘီကမ်းချောင်းနေကြောင်းနိုင်ငံအတွင်းမှာရှိတဲ့မိသားစုတုံးနေတာဘေးကနေကင်းရှင်းပါဆိုလေးနေနေစတောင်းချင်းနေ ကျွန်တော်ရေပေါ်ရှင်းလေးပါဗျာနိုင်ငံရေးကောင်းဆောင်နိုင်ငံတည်နေမြို့တော်လည်းရေးတန်ခိုးတမန်ကင်းအရေးခင်းနေဒီလူလူတို့ကိုစီယုံသွင်းသွင်းနိုင်တဲ့ကောင်းဆောင်ကိုရောဘယ်သူဒီနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘို့ကျုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ်တော့ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ ဟိုတမိုင်းပေးတောင်းအောင်ပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့အဖြစ်အပျက်နဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမှုကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအင်းနေရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာ ဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ဒီနေ့ကာလပြည့်ပြီကာလနာကြီးပေါ့ဒီနေ့ဒီချင်းကြီးဟာတရားကိုတေးလို့ဆိုအဖေကိုတားတာစေဆွေမျိုးတွေကအများတိုက်မိုင်ရင်းတော့တာပဲမကောင်းကြင်တမာဒီ လိန်တိုင်းမှာတစ္ဆာရှင်ယိုးသားသူကိုအယူလို့ထင်ပြီးအုံနေခြင်းနဲ့ Facebook account တို့တွေကိုဝိုင်းစေချအိမ်ပါလေဥပဒေဇယက်လေမှာကိုယ့်ကိုကာယာရွှေရှိတဲ့ဖျားမှာရှ िख ိုးခြင်းအပြုံငယ်ကလင်းနေစောဖင်နေလုတဲ့တစ်တော်ပေါ်မှာမြို့ကောင်သမီးကပတ်စံကြီးရှာရလင်းရှိမယားတွေကအပြူလိုလုတ်လို့ဖင်လုနေတဲ့တစ်တော်တခွင်းဇယ်နေသမီးကအိမ်အောင်ကြက်ဖိုးသူရောကလူလူပေါ့ဘူတရောက်ချရဲ့ချင်းအပြူပေါ့စာနှလင်းယူ တခိုးနှမြတွေလူဟိတခိုးတွေကလူကိုဟိမရှောင်ခန်းတုံးနေတာတခိုးလက်လေးလို့အမှန်ပြောတော့အမုန်းဝါပြီးလူတွေဝိုင်းစစ်ခကြီးကိုတော့အပြစ်ဆိုကိုကိုကိုတော့သူတော်ကောင်းအလူပေးတမင်းအောင်မတာပေါ်ရင်အပြိုလက်ဆိုရဲကာလပြက်ကာလနာရှိကသကပုံအတူစာလေးများအတိတ်တပောင်လေးများကိုခင်းနေစနစ်နဲ့စီလျော်အောင်ကျွန်တော်ပြောပြတာဖြစ်ပါဒီကာလနာဒီကာလပြက်မှာလူတို့ဟာအသက်ရှင်ရက်တည်ပြီးရုန်းကနေဖက်စစ်တက်ကလက်နက်ကင်ပြီး ပြည်သူကိုအမဲဖြစ်နေတယ်။နေ့စဉ်စောင်းဝေးနေအတွက်ရှင်တန်နေကြရတယ်။ကိုတမေကိုစားပြီးအမဲအမဲဖြတ်ခင်ရတယ်။မတော်ပြည်သူလူမတော်ပြည်သူလူတရားလုံးကိုကဲတင်မဲ့ခေါင်းဆောင်တကိကကဘုကျအောင်ဆန်းတခင်အောင်ဆန်းဦးအောင်ဆန်းဒုတိယမိခေါင်းဆောင်ကတော့အောင်ဆန်းစုတီအောင်ဆန်းမျိုးဆက်တိုင်းကြီးကိုကိုကျုံးနဲ့တဲ့ထုတ်ခဲ့ပါလေလူယုံမှာတိုက်ကတော့ အခွင့်အရေးကိုလက်တဆုံးလိုက်ခါအောင်စံမျိုးဆက်ကိုထောင်သွင်းအချင်းချတာကြတယ်။ထောင်ပင်အသွင်းချတာကထောင်သွင်းအချင်းချတာကမျိုးမှာဖက်စစ်တာကအုပ်စုဒီဘက်ကနိုင်ငံရေးရောက်ဆောင်ပေါ်ရင်ရောက်ဆောင်အုပ်စုကတော့အောင်စံမျိုးဆက်ကိုတပ်ပုံရန်ပြအောင်စံမျိုးဆက်ဘေးမှာလူရဝင်အောင်တပ်ပုံတွဲရရင်းတခိတကာမှာအခုချိန်ထိလုံစားနေတာ တောင်ဆတ်စုကြည်ဆိုရဲအမေစုအမေစုအမေစုလို့ခေါ်တတ်ရင်နိုင်ငံရေးသမားလို့ကိုကိုကိုထင်တဲ့ခရစ်စနစ်စုနိုင်ငံရေးတော်လှန်ရေးဆိုတာဆွေလန်းရဲဆွေယွာဆွေဒေတာဆွေလူမျိုးဆွေပုပ်ကူဆွေအဆွေလန်းကြီးကင်းကွာပြီးအမှန်တရားနဲ့တရားမျှတမှုအတွက်တိဆောက်ချပွေကြရဖြစ်ပါတယ် အမှန်တရားနဲ့တရားမျှတမှုကိုအမုန်းခံပြောမယ်လို့မရှိရင်ကာလမှာကာလပြတ်မှာတခိုးတွေကောင်းတော့ထားပြီးဖက်စစ်တက်လို့လူယုံမှာကြီးဆိုးလို့ရတယ်နိုင်တော်မှာတော်နိုင်တော်မှာအများနှစ်အများအကျိုးဆောင်ရွက်ချင်ပါကလာဘတကရာတိလောကကုလဆာလအများအကျိုးဆောင်ရွက်တဲ့သူဟာလာဘဆိုတဲ့လက်လာဘအကျိုးမျောကိုပြီးမလုပ်ရဘူးလေတက္ကရာပူဇော်အထူးကိုမခံယူချင်ရဘူးငါဝင်ကြီးငါတော်တာတိလောက ုလားဆာကောင်းကောင်းအချက်မရှင်းတာလေးဘာမှမသိဘဲနဲ့တိကျင်အောင်ဆောင်ပြီး Facebook တခွေမှာဆဲဆုံမရိုင်းတော့ဘူးနိုင်ငံရေးထင်တဲ့လူတွေတော်နိုင်ရေးထင်တဲ့လူဒီအကြောင်းတရားတွေမညီညွတ်ရင်တော့ခင်ဗျားတို့နိုင်ငံရေးလုပ်နေတာတော်နိုင်ရေးလုပ်နေတာဖြက်စင်းရတယ်ဒူပါပဲလို့ဆုံးမခဲ့ကြပါဘူးဆိုတော့ဒီအချိန်မှာကောင်းဆောင်လူ့ဘဏ္ဍာရေးကောင်းဆောင်နိုင်ငံရေးကောင်းဆောင်အမျိုးသားကောင်းဆောင် nationality တဲ့လူသမနာဖြစ်ရုံနဲ့တော့ခေါင်းဆောင်မဖြစ်ဘူးဗျ။ဝန်ကြီးချုပ်ဖြစ်ရုံနဲ့လည်းခေါင်းဆောင်မဖြစ်ဘူး။ ဒါပေမဲ့မသိမှုအဝိဇ္ဇာကြီးဆိုပြီးမင်းအောင်မိုင်ကသူ့ကိုယ်သူခေါင်းဆောင်နိုင်ငံရဲ့ခေါင်းဆောင်ရာလူရာခံကိုခေါင်းဆောင်ထင်ပြီးတရားမဝင်ရွေးကောက်ပွဲကြီးလုပ်ဖို့ရှုံ့ဆောင်တယ်။ဒါကိုပြည်သူတရားလုံးကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတယ်။မတရားမှုအာဏာမှုတရားမဝင်မှုအတုရောက်ရွေးကောက်ပွဲလုံးဝအုပ်ချုပ်ခွင့်မရှိစေရဒီအချက်တွေကိုအသက်သွေးချွေးနေတဲ့အကောင့်တွေပုံနေကြတယ်။ဖက်စင်ရွေးကောက်ခွဲထွက်ပေါ့ အရှိတော်ဘုရားဘုရားပါလေခင်ဗျာအရပါမတရားမှုကလူသမိုင်းမှာမေတော့အခါမှာအောင်မြင်ရုံထုံးစံမရှိဘူးဒီကနေ့ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံရဲ့အစည်းအဝေးခမ်းမကြီးအစ္စရေးနေတန်ယာဟုအစ္စရေးရဲ့တမနာဝန်ကြီးချုပ်ရက်သက်သူလူမျိုးတုံးတတ်ဖြတ်ဒီလိုဆွဆွဲချက်တွေနဲ့တကမ္ဘာလုံးကဝိုင်းပြီးဆန့်ကျင်တာ ုရသမကဒုရိနီလာကအစည်းအဝေးတွေကကမ္ဘာခေါင်းဆောင်ပုဒ်တယ်ဒီထွက်ခွာသွားကြတယ်နေတန်ရာတို့အစည်းအဝေးပြောတဲ့အချိန်မှာယုံလို့ဒီလိုမျိုးရဲ့ကျွန်တော်တို့ပြည်သူလူကိုတက်ဖြတ်ရမှာအကူအညီပေးနေတယ်တရုတ်ကခေါင်းဆောင်မျိုးရှီကျစ်ဖယ်ဘုရသမကအစည်းအဝေးထက်မှာမိကုံးပြောရင်ပေါ့စင်တာချာမင်းအောင်လေကောင်မျိုးကတော့ဘုရသမကအစည်းအဝေးခန်းထဲကိုသွားဖို့မပြောနဲ့အင်တာပေါက်တော့ရောင်းလို့သွားဖို့မရှိဘူးသူရဲ့လှုပ်ဆောင်ချက်မှန်သမ ्या စိတ်ကြဆိုပဲကောင်းဝရံပြေ နိုင်ငံတကာတရားခံတယောက်အဆင့်နေရှိဒါပေမဲ့သူကောင်းဆောင်ဖြစ်ရှင်ရှာနေလေမတရားသောနည်းနဲ့တနက်ထောက်ဓာမူကြီးလုံးမဲ့ရွေးကောက်ပွဲနဲ့သူ့ကိုယ်သူကောင်းဆောင်လို့ကဘာကြီးကိုလှည့်ပြအကျိုးစီးပွားအလဲအထက်နဲ့ငါတို့မျိုးဆက်ငါတို့နိုင်ငံငါတို့ပြည်ကျွန်းဆက်သွင်းနေပါလေစစ်ကြုံတယုတ်ကြုံကျွန်းနဲ့ကျွန်းဘဝကလွတ်အောင်တော်လည်းကြီးမှတပါအချားမရှိဘူးအချားမရှိဘူးအဲ့တော့မတော်လည်းကြီးဘူးစိတ်ညစ်တယ်စိတ်ပြက်တယ် ဒါတွေကိုကြော်လွားနိုင်ဖို့ပေးတယ်ရှိပါတယ်။အရင်ကတော့အရင်ကမှမင်လာဘတ်တကရာတီလောကကုလဆိုတာပေးတယ်လေးချောင်းအဆွဲလန်းဆိုတဲ့ဥပါဒံဆိုတဲ့ရက်ဆွဲရာဆွဲဒေတာဆွဲပုပ်ကူဆွဲအဖွဲ့စည်းဆွဲပုပ်ကူကြီးကိုးကွယ်မှုကိုကြီးညီလေးအမေဘေးအမေကန်လက်တင်ရာဆိုတော့ခေါ်ဒီလိုဟာတွေကိုချုပ်ငိမ့်ပြီးတော်လည်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအကျိုးစီးပွားရှာခိုးဝတ်နေသူများကိုရက်တန့်နိုင်ရေးတော်လည်းရစ်တဲ့ရက်နဲ့ ဆက်လက်မောင်းနေကိုရောက်တယ်။ဒီအချိန်မှာခေါင်းဆောင်လူလာပြီးဘသူကနေလဲ။မြို့တော်ကြီးတည့်ရလုံးပြည်သူလူတည့်ရလုံးလက်လက်ကင်တော်ရင်အင်အားစုတည့်ရလုံးကိုဆွက်ခေါ်သွားမယ်။နိုင်ငံကောင်းဆောင်စီရေးခေါင်းဆောင်ဘသူနေလဲ။ဒီကမေးတာကျွန်တော်ဗီဒီယိုနေ့စဉ်ကြည့်ရှုနေတဲ့ရဲဘော်မိတ်ဆွေများခင်ဗျာ။ကောမတီကိုကျွန်တော်နေ့တိုင်းဖတ်ပါတယ်လူချင်းမျိုးသဘောထားတွေကိုလေးလေးနက်နက်တွေးဆပါတယ်။ဒီသူကပြောနေတဲ့စကားတွေကိုအလေးနဲ့ထားပါတယ်။နေ့စဉ်မပြတ်လဲတာဝန်တည်းရလို့ပြောနေပါလေ။ဒီတော်လည်ရင်းမှာ ရတဲ့နည်းနဲ့တဆွမ်းသမျှပါဝင်နေမှုတိုင်းကိုလေးစားသိမှတ်ပြုရရှိပါတယ်။လာမယ့်ရွေးကောက်ပွဲပြောင်းဖြတ်ဖို့ဆိုရင်နေပြည်တော်ဝိုင်းပါရတယ်။မဖြတ်နိုင်ရင်ရွေးကောက်ပွဲအလွန်တော်လည်းသိတဲ့ခင်းဆက်မှရတယ်အဖြေကဘာဖြစ်မယ်တဲ့အလုံး